Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့2025ခုနှစ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နိုင်သာစီလုံးညညရေးပါတီဗဟုကော်မတီဌာနချုပ်ဥက္ကဋ္ဌရဲ့ဥဆောင်လဲညွှန်မှုနဲ့အတူ2025ခုနှစ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကိုတော့ဒီကနေ့မက်လာရှိရဲ့နနက်10:00ခွဲကနေ တိုင်းသာစီလုံးညညွေးပါတီဗဟုကော်မတီဌာနချုပ်ရုံးမှကျင်းပပြုလုပ်ခဲ့ပါတယ်။ကဘာကုလသမဂ္ဂကဘာနိုင်ငံအသီးသီးရှိအမျိုးသမီးတို့ရဲ့ရပိုင်권နဲ့အခွင့်အရေးများကိုဆွဆန်းတမန်တောင်းဆိုခဲ့တဲ့အမျိုးသမီးများအားဂုဏ်ပြုသောအဖြစ်မက်ရှလာရှိရဲ့နေ့ကိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ပေးခဲ့သလိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများရဲ့လူအခွင့်အရေးမှတ်တမ်းတစ်ခုတွင်ဖြစ်ပါတယ်။တိုင်းသားစီလုံးညီညွတ်ရေးပါတီကမြန်မာနိုင်ငံရဲ့တမိုင်းအစဉ်ဆက်တွင်နိုင်ငံရေးအလှည့်အပြောင်းနဲ့ကြုံလာတိုင်းအမျိုးသားများနဲ့ရင်မောင်တန်းရင်ဆိုင်ဆွမ်းဆောင်ခဲ့ကြတဲ့အမျိုးသမီးများရဲ့စွမ်းရည်တတ္တိကိုအစဉ်အလေးထားဂုဏ်ပြုလျက်ရှိပြီးငံတော်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်များနဲ့လူမှုအစည်းအဝေးအဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ကြသော မြမအမျိုးသမီးစွမ်းဆောင်ရှင်များကိုလည်းဂုဏ်ပြုတဲ့အနေနဲ့အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနေ့အထင်းရမအခမ်းအနားကိုပါတီဗဟိုကော်မတီဌာနချုပ်မှနှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါတယ်။ကမ္ဘာကုလသမဂ္ဂကနှစ်စဉ်မက်လာရှိရနေ့အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနေ့အတွက်စောင့်မုတ်များချမှတ်ပေးလျက်ရှိရာယခု2025ခုနှစ်အတွက်ချမှတ်ပေးထားတဲ့စောင့်မုတ်မှာ All Women and Gay Rush Equality Empowerment ်သူအခွင့်အရေးရရှိဖို့အမျိုးသမီးများစွမ်းဆောင်ရည်မြင့်တင်ဖို့ဟူ၍ပင်ဖြစ်ပါတယ်။အဆိုပါဆောင်ပုံးနှင့်အညီဆောင်ရွက်ကြရန်ကမ္ဘာနိုင်ငံအသီးသီးရှိ အမျိုးသမီးများအားတိုက်တွန်းထားကြောင်းကိုလည်းသိရပါတယ်။တိုင်းသာစီလုံးညီညွတ်ရေးပါတီကအမျိုးသမီးများအားနှီးမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းကို1998ခုနှစ်ဇူလိုင်လ22ရက်နေ့တွင် မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးထားမှုအပေါ်သဘောတူလက်ခံထားတဲ့အလျောက်အမျိုးသမီးကော်မတီများကိုဗဟုပြည်နယ်တိုင်းမြို့နယ်ရက်ကြီးအဆင့်များဖြင့်ဖွဲ့စည်းထားရှိခြင်းအမျိုးသမီးစွမ်းရည်မြင့်တင်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိရလို့သိရပါတယ်ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့2025ခုနှစ်အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတွင် တဘာပတိမှာအဖွင့်မေကွန်ပြောကြားခဲ့ပြီးအမျိုးသမီးကော်မတီကြီး တာဝန်ခံကအမျိုးသမီးများနေကျင်းပရခြင်းရည်ရွယ်ချက်ကိုအကြားတင်ပြခဲ့ပြီးအခမ်းအနားအစည်းအဝေးဆယ်ရက်နှစ်အညီအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျာ ကတော့ပထမရွေချက်ကတော့ဒီနေ့ထွက်တဲ့ကုလသမဂ္ဂချတဲ့တင်းရှိတယ်လေဒန်လူကြီးဒီရှိဖို့အမျိုးသမီးများစွမ်းရည်မြင့်တင်ဖို့ဆိုတာလည်းရှိအဲ့ဒီကပထမရွေချက်ပေါ့နော်ဒုတိယရွေချက်ကတော့ပါတီယာ35နှစ်မြောက်နှစ်ပတ်လည်နေ့ချမှတ်ထားတဲ့အေးကျွန်တော်တို့အမျိုးသမီးတွေကဝိုင်းပြီးဆောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့ဒုတိယပေါ့တတိယက2025ခုနှစ်မှာကျင်းပလာမယ့်ရွေးကောက်ပွဲမှာမျိုးသမီးကျတော်ကိုယ်စားလှယ်35 30ရာခိုင်နှုန်းရရှိရင်းနဲ့စွမ်းရည်မြင်မာတဲ့အမျိုးသမီးများကိုပေါ်ထုတ်ရရှိပြီးပါ เนาะไอ้ยืน7ยันเนี่ยกินปาจินဖြစ်ပါတယ်အဲတော့ဒုပါတီကတော့အမျိုးသမီးဖွဲ့ဟုတ်လဲဖွဲ့ထားတယ်လीเนาะ60တွေရဖွဲ့ခဲ့တယ်အမျိုးသမီးဖွဲ့လဲဖွဲ့ခဲ့တယ်ပြည်내တိုင်းလူရကြည့်အခြေခံဖွဲ့တွေဒီဖွဲ့ထားတာပေါ့နော်အဲ့တော့ဒါလှုပ်ရှားမှုတစ်ခုပဲဟိုမြန်မာကိုကြည့်တယ်လို့ကဘာကိုလည်းကြည့်ရမယ်လေမျိုးသမီးတွေကဘာမှာဘာဖြစ်နေလဲကဘာမှာမျိုးသမီးတွေဘာခွင့်ရေးတွေရတယ်ကိုယ်ကိုယ်နိုင်ငံမှာပါလေကိုယ်နိုင်ငံမှာတော့အဲ့ဒါဖွဲ့စည်းပုံအခြေခံဥပဒေမှာအတိအလင်းတန်းတူရှိတယ်လို့ပြတယ်ဒါပေမဲ့လို့ပညာရေး ကျမကြီးအလုတ်ပိုင်းခင်းလန်းအများကြီးလိုသေးတယ်ဟုတ်တယ်မလားဆင်းရဲမွဲတင်မှုလည်းမျိုးသမီးတွေမှာရှိနေသေးတယ်ဟုတ်တယ်မလားအဲ့တော့ဒီနေ့ဆိုရင်ပိုးပြီးခံစား ်အဆစ်စီပေးဆောင်နေရတာတွေနော်အဲ့စီပေးဆောင်နေတဲ့အထက်မှာပို့ပြီးတော့အကျန်းဖက်ခံရတာတွေဒါတွေအများကြီးအဲ့မျိုးသမီးတွေကိုစာနာတဲ့အမြင်နဲ့ဒီတော့ကဒီပွဲတွေကိုကို့ပါတီမျိုးသမီးတွေအသိပေးပြီးတော့ကျင်းပခြင်းဖြစ်ပါတယ်ပေးချင်တာကတော့အဓိကကတော့မိဘတွေပေါ့နော်ကျမတို့မိဘတွေအမေတွေပေါ့မိန်းကလေးဖြစ်တော့အမေအမေတွေကကိုသားသမီးတွေဒီအယူအဆပဲရောက်ရောက်မိန်းကလေးဖြစ်ရင်မလုံခြုံဘူးဆိုတာကိုတော့ခေါင်းထဲမှာဒီအသိရ ရှိထားသင့်တယ်နောက်တစ်ခုကနေရခံရတဲ့အနေထားတွေကျမအယောက်ဒီတိုင်းသွားတော့နေရခံရတာသမီးအပြုအရွယ်တွေနဲ့အဖေတွေမိတွေနဲ့ဒီလိုတဘာဝလဲတွေနေကြတာဒါကိုနိုင်ငံရဲ့အဲအနေထားပေါ့နော်မစင်းရဲမွဲတင်မှုလို့လည်းပြောလို့ရတယ်နော်နောက်ပြတော့လည်းရှိနေတဲ့အနေထားရ knowledge ပေါ့ ကုသတာတွေနေကြတဲ့အခါကျဒီလိုဒီလိုဖြစ်တတ်တယ်။အော်ဖြစ်ပါလား။ကိုမဖြစ်ရသေးတော့ဖြစ်ပါလားလို့ပဲပြောကြတယ်လေ။ကိုတကယ်ဖြစ်လာပြီဆိုတော့လေဘယ်သွားရမှမသိဘူး။ဟုတ်တယ်မလား။အဲ့တော့ကျမတို့အနေနဲ့ကျမတို့နေကအမျိုးသမီးပါတီဝင်တွေဒီ knowledge တွေပေးဖို့ဆိုကျမတို့ဒါစီစဉ်ထားပါတယ်။ ။အဲ့တော့အမျိုးသမီးလှူရှားမှုနဲ့အမျိုးသမီးတွေ knowledge ပြေဝဖို့နောက်တစ်ခုအမျိုးသမီးပါတီနဲ့ပတ်သက်တဲ့စီယုံရေးဆွမ်းရည်မြန်မာဖို့ဒီနေ့ကမ္ဘာနဲ့မြန်မာနိုင်ငံကြီးမှာအမျိုးသမီးတွေသိဖို့နော်နောက်တစ်ခုကပညာနည်းတော်လဲစာဖတ်ဖို့နော်အဲ့ဒါလေးတွေကိုဒီနေ့အတိုင်းမှာသွားမယ်။နောက်ဆုံးကတော့ဟိုပင်မကတော့ဘာဖြစ်လဲဆိုပါတီရဲ့ဝါရလမ်းစဉ်ကျင်းစဉ်ဘာတွေလဲအလားလူများကောင်းစားရေးဝါရ ဘာလဲဘယ်လိုလောက်ကြမလဲဆိုတာလေးဒီနေ့တိုင်းမှာတော့ပြီးတော့ဟိုစီမံချက်ဆွဲပြီးဆွေးနွေးဖို့အစီအစဉ်ရှိပါတယ်တို့လေးလှုပ်ဆောင်နေတယ်တော့အဓိကတော့ environment နဲ့ပါပါတယ်ဗျာနော်ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်ညာလူတွေကလည်းထိုင်ဝိုင်းထင်းပေးရမယ်အဲ့ဒီမိသားစုက knowledge နည်းတော်လည်းပဲပတ်ဝန်းကျင်မှာရှိတဲ့လူတွေကတာဝန်တစ်ခုအနေနဲ့ပေါ့နော်သူ့မှာသမီးမျိုးရှိရင်ဒီသမီးမျိုးကဘာအနေရည်ရှိတယ်ဆိုတာသူတို့မှာစာဖတ်အားနည်းတယ်လေဖွဲ့ဆိုရတော့ ကိုယ်ကပြောပေးခြင်းအဖြစ်အဝင်းကျင်ရမယ်ပြောပေးခြင်းအဖြစ်သိတဲ့လူကမသိတဲ့လူပြောပေးခြင်းအဖြစ်ဒါတွေကိုလှုပ်ဆောင်ပေးတဲ့လေကျွန်မထင်တယ်လေပါတီကမျိုးသမီးတွေလည်းကျွန်မအဲ့ဒါလှုပ်ပေးပါလို့ကျွန်မတိုက်တွန်းထားပါတယ်နော်ခုခွင့်ရေးမှတ်တိုင်ပင်ဖြစ်ပါတယ်